စကိုင်းနယ်ဝက်လက်မြို့နယ်ကိုအစိုးစုက၄ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့လို့ထိခိုက်ဒဏ်ရာရှိပြီးစေဝါကူတာမှုခံယူနေရသူတွေအတွက်စေဝါကူညီတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရယ်။စိုးစုကဝက်လက်မြို့နယ်တွေကခြေရွာတွေကိုမေလ10ရက်ကနေ13ရက်နေ့မနေ့ကထိ၄ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးကလေးငယ်တွေအပါအဝင်16ဦးသေဆုံးက40နီးပါးထိခိုက်ဒဏ်ရာရှိခဲ့ပြီးဒဏ်ရာရရှိသူတွေအများစုဟာကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။ စုံစုပုံကျဲတို့တန်ရရှိသူတွေထဲမှာသွေးသွင်းမှုလိုအပ်တဲ့လူနာတွေနဲ့အသက်အန္တရာယ်စိုးရိမ်ရသူတွေပါဝင်တာကြောင့်သွေးစားစေးထိုးစေးတွေအရေးပေါ်လိုအပ်နေရဖြစ်ပြီးဆေးဝါးလုံလောက်မှုလည်းမရှိဘူးလို့ဒေသခံတူကပြောပါတယ်။တန်ရသူတွေဟာဝက်လက်မျိုးနယ်ရွာတော်ကုန်းကျေးရွာက18ဦး၊ချိန်မကကျေးရွာက2ဦး၊စကန်းသာကျေးရွာက9ဦး၊ရွှေပန်းကုန်းရွာက2ဦး၊မဲတော်ကုန်းရွာက9ဦးဖြစ်တယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ ေဝါလုံလောက်မှုမရှိလို့ဒဏ်ရာရှိသူတွေကစေကူသားမှုခံယူနေရတဲ့အသက်60အရွယ်ရွာတော်ကုန်းရွာသားတဦးဟာလည်းမေလ10ရက်ကတည်ဆုံခဲ့ရပါတယ်။လက်ရှိမှာစိုးစုကလေရင်အဆက်မပြတ်ပြန်တန်းနေဆဲဖြစ်တာမို့လေကြောင်းထမှန်ဘုံကျဲတိုက်ခိုက်ခံရမှာကိုစိုးရိမ်တဲ့အတွက်ဒေသခံတွေနေရက်ကိုမပြောင်းရင်ပဲ လက်ရှိမှာအစိုးစုကလေရင်ဆက်မပြတ်ပြန်ဝဲနေဆဲဖြစ်တာမို့လေကြောင်းထပ်မံဘုံကျဲမကိုစိုးရင်တဲ့အတွက်ဒေသခံတွေနေရက်ကိုမပြန်ရဲပဲရှိနေကြပြီးတေဆုံးသူတွေကိုလည်းဖြစ်တယ်လို့မြုပ်နယ်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။